တန်ဃာတော်တွေဘုရားစာလေးလာစီးပူရနဲ့အသက်ကြီးဖိုးပွားတွေနားကိုရဖြစ်တဲ့ဒီဘုန်းကြီးချောင်းဟာမိနစ်ပိုင်းတွင်မှာပဲအပျက်စီးများစွာနဲ့လူတူမရှိသိသိသွားခဲ့ပါပြီဘုန်းကြီးကိုရင်လေးတွေနဲ့အသက်ကြီးဖိုးပွားတွေတွေလုံခြုံဆုံးနေရလို့ယူဆထားတဲ့ဒီကျောင်းတော်တွေကိုစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားတာမရှိပဲနဲ့လေရင်နဲ့ပုံကျဲတိုက်ခဲ့ခဲ့ပါတယ်ဒီနေ့ကတော့ဒါပြခရမက်လာ16ရက်နေ့မှာဒါစကားစပကလေရင်နဲ့ဘုံလာချဲခဲ့တဲ့ဒီ ဘုန်းကြီးကျောင်းမြင်ကွင်းမှာဖြစ်ပါတယ်။ဒီစတဒီဘုန်းကြီးကတော့ဒါဒီစေနာနောက်ချွေမြို့မှာရှိနေတဲ့ဒါစေနာစာရင်တိုက်ပဲဖြစ်ပါတယ်။ဘုန်းလာကျဲတဲ့ဒီညနေပိုင်းဒီမက်လာ16ရက်နေ့ညနေပိုင်း9နာရီချီကျော်လောက်မှာဒီကိုရင်လေးတွေစောက်ကစားနေဘောလုံးတွေစောက်ကစားနေတဲ့အချိန်လေးဖြစ်ပါတယ်။ဒီကျောင်းဝင်းထဲမှာဒါကွင်လေးတွေပြင်ဒီဖုံးကြီးတွေဒီကျောင်းမှာလာရောက်ပြီးတော့တုံနဘဝတ်တဲ့ယဟန်ဘာမကတန်ကားတွေအပြင်ဒီကျောင်းမှာလာရောက်ပြီးတော့ဒီစစ်ဆောင်နေကြတဲ့တက်ကြီးတွေလည်းအများကြီးရှိနေတဲ့အခြေအနေဖြစ်ပါလေ အဲ့ဒီအချိန်မှာဒီဘုံလာကျဲပြီးတော့ဆက်တနတ်တွေပါပြစ်ခတ်ခဲ့လို့ဒီနေရာမှာလည်းဒီကွင်လေးတွေပါဝင်ဒီတက်ကြီးရေတွေဒီဖုံးကြီးတွေလည်းအများပြားတိုက်ဆုံခဲ့သွားခဲ့ရပါတယ်ကိုရောင်းလို့ရပါတယ်ပြီးခဲ့တဲ့မလ16ရက်နေ့ညနေပိုင်းမှာတရနေထိမ့်ချုပ်ထားတဲ့နောင်ချုံမြို့ပေါ်ရှိဒီစင်ရနာ ပရိယတိစာတင်၌ကို စစ်ကောင်စီတပ်ကဂျက်လျင်နဲ့ဘုံတောင်းလုံးချဲချတိုက်ခတ်တဲ့ပြင်ဆက်တနက်တွေနဲ့ပါပြစ်ခတ်တိုက်ခတ်ခဲ့ပါတယ်။ဖျားစာတင်းပြီလို့ကိုရင်လေးတွေစော့ကစားနေကြချင်းညနေ9နာရီခွဲဝင်းကျင်မှာစစ်ကောင်စီတပ်ကဒီကြောင်းတိုက်တဲ့ကိုဂျက်လျင်နဲ့ဘုံချဲတိုက်ခတ်ခဲ့လို့ကိုရင်နေရှောင်းတင်းဖို့ကြိုးစားခဲ့ကြပါတယ်။ကိုရင်များစုကတော့အတက်ပေးကနေလွတ်မြောက်နိုင်ခဲ့ပေမဲ့အချို့ကတော့အဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ပြန်လည်လုံမခဲ့ရပါတယ်။ဒီနေ့မလာဆက်ရှင်နေ့ထိရှေ့ပြည်မြေကရရှိထားတဲ့စည်ရင်တွေကကိုရင်၅ပါး ဦးဇင်နဘာအမျိုးသားတူအမျိုးသမီး၂ဦးစုစုပေါင်း၁၂ဦးတည်ဆုံးပြီးကိုရင်၁၄ပါးအမျိုးသားတူနဲ့အမျိုးသမီး၃ဦးစုစုပေါင်း၁၈ဦးထိတရားရီရရှိခဲ့ကြပါတယ်။တည်ဆုံးတွေထဲမှာခနာကိုပိုင်းစားတွေဖြစ်ပေါ်တဲ့အထိအဖိုးဖွားတွေကိုရင်လေးတွေလည်းအများပြားပါဝင်ခဲ့ပါတယ်။မင်္ဂလာညောင်လားကိုမန်းဟာဖုန်းကြောင်းတဲ့ပုံချဲတိုက်ခတ်ခဲ့ရပြီးနောက်တိတ်ဆုံးတူတွေရဲ့အလောင်းကိုလိုက်လံကောက်ပြီးနေရတူပါအဲ့ဒီကတူမြင်တွေ့ခဲ့ရတဲ့အခြေအနေတွေကိုခုလိုပြောပြထားပါတယ် ာနာဘယ်နှထိရမလဲဒီဟွာပြတ်သွားပေါ့ဒီနာဟိုက်ဒါမှအဲ့ကျွန်တော်မူနေအင်းဒါမှအဲ့နောင်လေးဆရာတော်ဆရာတပါပြီးတော့အဲ့ဟိုဘက်လီကားအောက်မှာကျတော့အာဂန်လေးဥစဉ်တပါကကောင်းရင်ပွင့်တယ်ဒီနာအောက်အဲ့ねကျွန်တော်ကဒါလေးဟိုအသက်ရှိသေးတာကျွန်တော်ဖြတ်ဝင်ကြည့်တယ်ပြီးတော့ဒါလေးကတော့အသက်မရှိတော့ဆိုတော့ကျွန်တော်ခဏထားနေပြန်တယ် ောင်းလောင်းနဲ့ကျွန်တော်ပြတာပေါ့။ဆောင်းလာတာအဲ့အာဂနုဟိုဟာတပါ။ပေါက်ရိပ်ပြီးနဲ့ပေါင်းပွင့်တယ်ပေါ့။ပေါင်းပွင့်ပြင်ကြတာ။ဟုတ်တယ်။နမကွင်လေးတပါ။ပေါင်းပေါင်းဆက်ပြတ်သွားတယ်။နမ။အဲလည်းနေတော့သူ့ကိုလည်းတက်ရှိကြတာကြောင့်ကြည့်တယ်မရတော့ဘူး။ဒီလည်းမရတော့အဲ့မှာကျွန်တော်ဒီဖြစ်ချင်တာ။နမလည်းတပါ။ ။အမှလည်းအပြန်တော်မျိုးသွားတယ်။ကြက်ဒီဒီမှာပြေးရင်လည်းဒီမှာအပြင်းနဲ့ပြေးပြီးဒီမှာလာ။အပေါ့ကျွန်တော်ကြားတယ်လောက်ကတော့အဲ့ချင်းကခွင်လေးကြီးရချင်းခက်ချင်းဟုတ်ကမှာချင်းခက်နေတယ်။ချင်းခက်နေတော့လေးရင်လေးရင်ဆိုတော့အဲ့ဦးစင်းတစ်ပါးအွန်လိုက်တော့ခွင်လေးတွေကပုံပြန်လာအဲ့ချင်းဒီအပေါ့ကပဲရှိတယ်ကျေချလိုက်တော့ဒီမှာထဲထဲကပုံခွင်လေးလွှတ်ဆင်းတယ်။စေယနာပရိယတိစာတင်လိုက်တဲ့မှာဖျားစာတင်ကြနေတဲ့ကွင်60ကျော် စစ်ဆောင်တက်ကြီးရွယ်20နီးပါးနဲ့ဘိုးဘွားရိတာက တက်ကြီးရွယ်တွေစုစုပေါင်းဒုတိယနီးပါးစုပေါင်းနေထိုင်ကြပါတယ်။စင်ရနာစနစ်တိုက်ဘုံချဲမှုကနေလွတ်မြောက်သွားခဲ့တဲ့အဘိုးဘွားတွေကလည်းလက်ရှိချိန်စိုးရင်ကြောင်ကြနေရပြီးအချို့ကစကားပင်ပြောမထက်ကြတော့တဲ့အခြေအနေတိဖြစ်လာပါတယ်။ဒေါ်အစ်တွေဟာစင်ရနာဖုန်ကြီးเจ้าမှာရှိနေတဲ့ဒုမရဲ့မိကိုတွတ်ကြည့်ပြီး နေအင်ကိုပြန်လာပြီးနောက်9မိနစ်ပိုင်းမှာပဲစစ်ကောင်စစ်တပ်ကကြောင်းတဲကိုဘုံကျက်တက်ခဲ့ကြလို့ကံကောင်းထောက်မဆောင်တဲ့အသက်မသေးပဲကျန်ရစ်ခဲ့ပါတယ်။ဒီမရဲ့မိဖြစ်တော့ကတော့တရားရပြီးလက်ရှိချိန်ထိစေကူတာမှုခံနေရပါတယ်။ကိုရင်တကြီးရူတွေဖုန်ကြီးတွေနေထိုင်တဲ့ဖုန်ကြောင်းတွေကိုစစ်ကောင်စီကဘုံကျက်တိုက်ခတ်ခဲ့မယ်လို့မတွေးမိခဲ့ဘူးလို့ဒီမကပြောပါတယ်။အဲ့အဲ့ထက်မှတော့ပိုလိုပလက်တီလန်နေတယ်။အဲ့ကျမတို့နဲ့တီးတဲ့ကေကေဆိုခင်တဲ့ဟာကျတော့သူလည်းမတီးမပွားပြီးတော့ရင်ပတ်တီမှန်ထားလေ။သူလည်းအဲ့ခုံနာလေးမှမိပြီးမှတည်ဘူး။ကျမလည်းအမေခေါ်ပြီးမှ အမိတ်ဆွဲထုတ်ပြီးကျမလည်းပြေးပြီးမှမလာတော့ဒီကိုပြစ်တယ်လို့မထင်ဘူးကျမတို့ကလည်းအဲ့ဒါဆိုတော့မတော်နဲ့မတော်နဲ့ဦးနဲ့အဖအတဲ့အဲ့ဒါပလောင်ရလို့ရှိရလေအဖတဲ့မတော်နဲ့မတော်နဲ့တော့မချက်ဖက်လာပြီးချက်ဖက်လာပြီးဆိုတော့အော်ဒီမှာတော့ဒီကိုချမယ်လို့မထင်ဘူးလေတော့အဲ့ဒါကိုအော်ဒါနဲ့ပချတယ်လို့ဆိုနေနေလို့ကအဲ့ဒါကျွန်တော်တို့ဟိုအိမ်မှာနေရခါကျတော့အဲ့ချက်ဖက်နေတူစိတ်ဆင်းလာပြီးအဲ့ဘုံတော်လုံးကိုသူချတော့အဲ့ဆိုတော့ဒီချက်ချတယ်ကျွန်တော်တို့လည်းမထင်ဘူးလေတော့ ။ဒေါမြတ်စိန်ကလည်းဒူမရဲ့အိမ်ဟာစင်ရင်တာဖုံးချောင်းနဲ့ညီးတာကြောင့်လေးနဲ့ဘုံကျဲတိုက်ခတ်မယ်လို့မထင်ထားလို့စစ်ပေးမရှောင်းပဲနေမှနေခဲ့ပါတယ်။ခုတော့ဒီကြောင်းကိုဘုံကျဲမှုကြောင့်ဒူမရဲ့ခြေထောက်မှာလည်းဒဏ်ရာတွေရတွားခဲ့ပါတယ်။ဟုတ်ကဲ့ဖွားအဲ့ဒါအစ်စင်ဒီကလေးကိုတွေးတွေးလက်စီတိုင်းကိုဘာမှစီဒါတော့ဘာလို့ဒူမနာဖွားတော့မသိ။ပိုးတော့ကတော့ဖွားကြောင်းမှာချက်သွားအပ်တာ။ငါအိမ်နဲ့ကြောင်းနဲ့ညီးတယ်လို့အကယ်လို့ဘုံချာလာငါအိမ်တော့မရော့နဲ့ငါကြောင်းနဲ့ကအဘော့။ အဲ့လိုစမ်းတော့လာတော့အစီအစီသွားမှာအခုအရာလက်ကောင်သွားမယူဘူးအဲ့မနေ့မနေ့တော့မှတိုက်ပြီအဲ့ဘုံမချက်တော့ဆယ်အမှပဲအောက်ကြတာတော်တော်ကြီးအောက်ကြတာခုနောက်ကြတော့အဖွားတယ်မပြီးနိုင်မသွားနိုင်ဆိုတော့သွားမှအတော်ပါတယ်ဆိုအဲ့လိုပါတာနောင်ချုံမြို့ကိုတရနေထိန်ချုပ်ပြီးနောက်စစ်ကောင်စစ်တပ်ဟာလေကြောင်းတိုက်ခတ်မှု၁၀ကြိမ်ထပ်မံပြုလုပ်ခဲ့ပြီး အရတားထိခိုက်ဒေဆုံးမှုတွေဟာတရာကျော်ရှိနိုင်တယ်လို့ဒေတာခဏိကခံမှန်းပြောဆိုပါတယ်စစ်ကောင်စီတပ်ကလေးချောင်းတိုက်ခိုက်မှုတွေမကြာခဏပြုလုပ်နေတာကြောင့်နောင်ချူဒေတာခဏအများစုဟာထွက်ပြေးသိမ်းဆောင်နေကြပါတယ်လက်ရှိနောင်ချူမြို့ပေါ်မှာမနက်မှာဒါဒေတာခဏနဲ့တွာလာဈေးရောက်နေကြတာကိုတွေ့မြင်ပြီးဒီလေပိုင်းမှာတော့မြို့ပေါ်မှာလူတူမရှိသိမ်းဆိတ်နေပါတယ်စင်ရနာဖုန်းကြောင့်လေးချောင်းတိုက်ခိုက်မှုဟာအရတားတွေကိုပြင်မဲ့တိုက်ခိုက်တာဖြစ်တယ်လို့ဒေတာခဏကပြောပါတယ်စစ်တပ်အာဏာမတိုက်ခင်ကတော့ဘာရာရဲ့အဆောက်အုံတွေဟာအလုံးကြုံဆုံးနေရာတွေဖြစ်ခဲ့ပေမဲ့စစ်တပ်အာဏာတိုက်ပြီးနောက်မှာတော့ ပါရာရဲ့အဆောင်တွေဟာစစ်ကောင်စီရဲ့စီးရေးပြတ်မှတ်ဖြစ်လာကြောင်းပါခင်ဗျာကျွန်တော်ကမိုင်းနိုင်ပါအခုနောက်ကြိုမှာကျဲွားတဲ့စင်ရနာပရပရိယတိပေါ့နော်စင်ရနာပရိယတိစာတင်လိုက်ဘုံကျဲခံခဲ့ရတယ်တဲ့ပြည်သူတွေမသိသေးတဲ့သတင်းမှန်၃ခုရှိတယ်တဲ့ခုဖုံးရည်တဲ့ဒီစင်ရနာဝင်ထဲမှာ DNA တွေကစစ်တင်နံပေးနေတယ်တဲ့ကင်းတောက်လေရင်ဝဲတော်တဲ့လေရင်ကိုတက်နှက်နဲ့လမ်းပစ်တယ်တဲ့ဒါကြောင့်လည်းရန်သူရှိတာကိုသတင်းရပြီးဘုံကျဲတာတဲ့တင်နံပေးတာကိုကြည့်နေတဲ့ကိုရင်နဲ့အရသာထိတာတဲ့နှစ်ပလောင်လော်ဘီတွေကတက်မတော်ကိုသတင်းမှပေးပြီးတဲ့မကြဲကြဲအောင်လုပ်တယ်တဲ့ ဇန်နောင်လုတ်ပြီးတယ်ထီတော်မှာတက်မတော်ကမတရားသဖြင့်လုတ်နေတယ်ပြောတယ်တက်မတော်ကမတရားသဖြင့်လုတ်တယ်ဟုတ်လားအေးကောင်းတယ်ပြောကြเนาะတော့ပလောင်တွေကလည်းဖုန်းတော်ကြီးចောင်းတယ်ကိုတဲ့ဘုံမကျမ်းမန်းတိလို့တဲ့ခိုးအောင်နေကြတာတဲ့ကြောက်ကူဖုန်းတော်ကြီးចောင်းတယ်ကတိပင်ဖုန်းတော်ကြီးចောင်းတယ်เนาะကတိပင်ဘုံတော်ကြီးចောင်းတွေမှာတဲ့ခိုးအောင်နေတာတဲ့တက်မတော်ကတိတယ်တဲ့ဒါပေမဲ့ဘုံမကျခဲ့ဘူးတဲ့အဲ့ဒါဆိုရင်တက်မတော်ရဲ့เนาะဆောင်းထင်းရမယ်ကျင်းဝစီကနေတက်မတော်ကတိပိသားဖြစ်မှာပါเนาะကင်းတော်တော်ဝဲတဲ့ချိန်မှာ လရင်တင်းတော့တော့ဝဲတဲ့အချိန်မှာ အောက်ကနေတက်တက်နဲ့ပြစ်တာကိုရန်သူရှိတော်မှချင်းတီတီလို့ဘိုင်နေနေကိုတွေ့တာပါပေါ့နော်အဲ့ဒါကိုဘုံကြီးပါဖြစ်တယ်လို့ညာဖြစ်တယ်လို့ဆိုတော့လေအေးပေါ်လွှဲချောင်းပေါ့ကျွန်တော်ပြောပြသားပဲဖာချင်းဖာချန်တက်နဲ့ကန်ပြီးတော့မှအချောင်းမအိုက်တာကြုံကြားတို့အေးထွန်းမြတ်နိုင်အချောင်းမတွေနော်ဟိုကဗာလီတိရင်ရဗာလီအင်ဘလာတို့ဗာဘရကောင်းကောင်းခွမ်းမော်တို့အချောင်းမတွေလက်နဲ့ကန်ပြီးတော့မှအချောင်းဆန်ဆန်တိုက်ပွဲဝင်နေတဲ့ကောင်တွေကဘယ်တော့မှမနိုင်ဘူးတမတော်ဟုတ်ပြီလားအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အာကြီးပြောပြတဲ့ အထူးသတင်းကောင်းတဲ့အတူဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကိုဖမ်းလိုက်တာဟာမင်းအောင်လိုင်းနဲ့တတိုက်ကို ICC ပို့ဖို့ပုံမူတေချာစေခဲ့တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကိုဖမ်းလိုက်တာဟာမင်းအောင်လိုင်းနဲ့တတိုက်ကို ICC ပို့ဖို့ပုံမူတေချာစေခဲ့တယ်လို့ Australia နိုင်ငံဆိုင်ရာ UNG ကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေကမလ16ရက်မှာဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရက ARSA ခေါင်းဆောင်ကိုဖမ်းလိုက်တာဟာမင်းအောင်လိုင်းတဲ့တတိုက်ကို ICC ပို့ဖို့ပုံမတေချာစေခဲ့တာဖြစ်တယ်လို့ AA နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြာကဆက်ဆံရေးအတိုင်းအတာကိုလည်းဖော်ပြနေပါတယ်စစ်အုပ်စုကသူ့အကျိုးအတွက်ရိုဟင်ဂျာတွေကိုလိုတလိုအတုံးချနေတာရက်သွားစေမဲ့အလွန်ရေးပါတဲ့ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်ဂျာကာလာအစိုးရခေါင်းဆောင်ပမောက်ခယူနိုစ်စူးစမ်းနေတဲ့ရိုဟင်ဂျာအရေးပြည်လဲစေဖို့ကြိုးပမ်းနေမှုမှာ အရေးပါတဲ့ခြေလမ်းတရက်လို့မြင်မိပါတယ်လို့ဆိုထားပါတယ်။ ARSA ထိပ်သီးကောင်းဆောင်အာတာဦးလာတော်ကအပါဝင်ထိပ်ပိုင်းကောင်းဆောင်6ဦးကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကမလ18ရက်တွင်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။18ရက်3လ2025ပေါ့နော်။မြေပြင်ရရှိတဲ့သတင်းချက်လက်တွေကိုနိုင်ငံတော်ကြီးကြီးတွေနဲ့အတူအေဂျင်စာနေထိုင်နေတဲ့ပြည်သူလူထုတွေတက်မလို့နဲ့တက်မလို့သားနဲ့တက်မလို့သားမိသားစုတွေတက်မလို့ဝန်ရထောက်ခံတဲ့လူတွေ ပေါ့နော်တည်စေခြင်းနဲ့စိတ်နဲ့ကျွန်တော်ကစပီကာသမားတယောက်အနေနဲ့တင်ဆက်ပေးနေတာဖြစ်တယ်ပေါ့နော်ရုံလည်းခီးထွက်နေတာပေါ့ပြန်မရောက်သေးဘူးပြင်းလွင်ရလူတွေလည်းလွမ်းနေပြီလားမသိဘူးအခုကတော့မောင်အေးချမ်းပေါ့နော်တောင်ချီကြပြားလေးရဲ့အမိအသေးသေးရေသုံးနဲ့တင့်ကိုချစ်ခင်တန်ရိုးစင်ဖြစ်မြင်ကြားတည်တာအေးပါ၍ဘေးလာတဲ့င်းဘေးရန်ကင်းဖို့လူရင်းမှန်စွာဝင်းရံပါလျက်ကြကြချိန်ဆွဲလုတ်တိုင်းလွဲတော့ အောင်ပွဲပျောက်ဆုံးနေခဲ့သည်မောင်ဝဲကျန်းတောင်ကြီး၁၈ရက်၃2025၈နာရီ၁၀မိနစ်မှာရေးထားတဲ့ကြပြဖြစ်ပါတယ်မင်္ဂလာရှိသောနေ့ရပါတယ်နိုင်ငံတော်အေဂျင့်ပါစီတဲ့နော်အဲ့တော့ကျွန်တော်ဒီ YouTube မှာတော့ကျွန်တော်ပြောပြီးသွားပြီပေါ့နော်အခုကတော့ကျွန်တော်တို့တက်မတော်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုတီအန်အန်ရဲ့ဂျပန်နဲ့ကန်တောင်းကျန်းသူတပုံတွေရဲ့ခံစားရတဲ့ဝေဒနာကြီးတစ်ခုက ကလင်ချင်းညင်းဆန်ပြီးကလင်ချင်းကလင်ကလင်ချင်းညင်းဆန်ညင်းဆန်တာပေါ့ကျွန်တော်အဲ့လိုမပြောတဲ့ဘောနော်အဲ့လိုမျိုးနော်ပြည်သူလူထုနဲ့တက်မလို့နဲ့ဂျားထဲမှာနောက်ဆုံးအနေနဲ့တို့မှလိမ်ပိုင်ဝင်ရှိပါသေးတယ်နော် RFD FOE ရဲ့လက်သွားပြီဆိုတော့တို့ကလည်းတို့ဘယ်လိုင်းကလည်းအော်ခိုင်းလည်းတော့မသိဘူးဘောနော်အဲ့လိုဆိုသဘောပေါက်လိုက်တော့မျက်စိမှတို့နော်အမှ ARD တို့ပါလို့လက်လိုက်တော့နော်ခစ်ပါလေခစ်တမီဒီယာတို့ပါလို့နော်ဒိုးလိုက်တော့လို့ပြောလို့ရတယ်ဘောနော်အဲ့တော့ဒါကအရင်မြစ်ကိုတီးတဲ့လူတွေကပြောလာတာပြည်သူလူထုတွေနဲ့ တက်မလို့ကြမှာသွေးခွဲမယ်နောက်ဆုံးနောက်ဆုံးနောက်ဆုံးရဲ့သူတို့နောက်ဆုံးသူတို့ရဲ့ကြည်စံသူတို့ကြည်စံကုန်သွားပြီသူတို့ဆုတ်ရတော့မယ်နမ်တုံတို့မန်ဆန်တို့သူတို့ပြည့်ရတော့မယ်သူတို့ခွေးသေးဝတ်သေးတေးတော့မယ်ပြီးရင်သူတို့မိုးကုတ်မှာသွားပြီးတော့မှမိုးကုတ်မှာနေတဲ့ပြည်သူလူထုကိုပြဿနာရှာအောင်မယ်ဒါပဲရှာပါသေးမိုးကုတ်မှာရှိတဲ့ပြည်သူလူထုကလည်းတရားရဂိုင်းတော့ကတရားနယ်နေတဲ့နေရတာပြောနေတယ်ထင်တယ်ပေါ့နော်အဲ့တော့ပြောရင်လည်းပြောသူလူနေကြပေါ့လူဆိုတာကကိုယ့်ဘဝကိုဆန်ကြရတာပဲလေနော်ခံစရာရှိနေခံပေါ့နော်ဒီနိုင်ငံရဲ့တရားဝင်အစိုးရ တရားဝင်တက်မတော်ဟာအတူလေးဆိုတာဟောမှမတိလောက်အောင်ပိနေလို့ခံရရင်တော့လှလာကြီးခံလိုက်ပါလို့เนาะကျွန်တော်တို့လည်းကြည်နေပါမယ်လို့ line ပေါ်မှာเนาะအဲ့တော့အခုနောင်ကြိုမှာကျဲွားတဲ့စင်ရဏပရပရိယတိပေါ့เนาะစင်ရဏပရိယတိစာတင်လိုက်ဘုံကျဲခံခဲ့ရတယ်တဲ့ပြည်သူတွေမတိသေးတဲ့သတင်းမှန်သုံးခုရှိတယ်တဲ့ခုဘုံရေးတဲ့ဒီစင်ရဏဝင်းထဲမှာတရားနာနေကစစ်တင်နံပေးနေတယ်တဲ့ကင်းတောက်လင်းဝဲတော်လဲလင်းကိုတက်နဲ့လမ်းပစ်တယ်တဲ့ဒါကြောင့်လည်းရန်သူရှိတာကိုသတင်းရပြီးဘုံကျဲတာတဲ့တင်နံပေးတာကိုကြည်နေတယ် ကိုရင်နဲ့အယက်သားထိတာတဲ့နှစ်ဘလောင်လော်ဘီတွေကတက်မတော်ကိုသတင်းမှပေးပြီးတဲ့မကြဲကြဲအောင်လုပ်တယ်တဲ့ဇက်နာအောင်လုပ်ပြီးတဲ့ထီတော်မှတက်မတော်ကမတရားသဖြင့်လုပ်နေတယ်ပြောတယ်တဲ့တက်မတော်မတရားသဖြင့်လုပ်နေဟုတ်လားအေးကောင်းတယ်ပြောကြနော်တော့ဘလောင်တွေကလည်းဘုံတော်ကြီးចောင်းတွေကိုတဲ့ဘုံမကြမ်းမှန်တိလို့တဲ့ခိုးအောင်နေကြတာတဲ့ကြောက်ကူဘုံတော်ကြီးចောင်းတဲ့ကတိပင်ဘုံတော်ကြီးចောင်းတဲ့နော်ကတိပင်ဘုံတော်ကြီးចောင်းတွေမှာတဲ့ခိုးအောင်နေတာတဲ့တက်မတော်ကတိတယ်တဲ့ဒါပေမဲ့ဘုံမကြဲခဲ့ဘူးတဲ့အဲ့ဒါဆိုရင်တက်မတော်ရဲ့နော် စောင့်ထိန်ရမယ်ကျင်းဝစီကံကိုတက်မတော်ကတီးပြီးသားဖြစ်မှာပါနော်ကင်းတောက်တွန်းဝဲတဲ့အချိန်မှာလရင်ကင်းတောက်တွန်းဝဲတဲ့အချိန်မှာအောက်ကနေတက်တက်နဲ့ဖြစ်တာကိုရန်သူရှိတော်မှာချိန်တည်တီးလို့ဘိုင်နေတယ်ကိုတွေ့တာပါပေါ့နော်အဲ့ဒါကိုဘုံကြီးပါဖြစ်တယ်နှုတ်ညာဖြစ်တယ်လို့ဆိုတော့လေဒီလိုလွဲချောင်းပေါ့ကျွန်တော်ပြောပြသားပဲဘာချင်းဘာချင်းတက်နဲ့ကင်ပြီးတော့မှအချောင်းမအိုက်တာကြုံကြားတို့အေးထွန်းမြက်နိုင်အချောင်းမတွေနော်ဟိုကဘာလဲ KIA ဘာလဲ Embla တို့ဘာပရကောင်းကောင်းကွမ်းမော်တို့အချောင်းမတွေလက်နဲ့ကင်ပြီးတော့မှ ချောက်ဆန်ဆန်တိုက်ပွဲဝင်နေတဲ့ကောင်တွေကဘယ်တော့မှမနိုင်ဘူးတမတော်ဟုတ်ပြီလားနောက်တစ်ခုကတော့မြောက်ဝတီပေါ့နော်မြောက်ဝတီတောင်ချမ်းနဲ့ဝေါ်လီကလေးတဲ့ဒိုးတဘောဘိုးစုကလီနီယာများအားတဲ့တပြိုင်တည်းအလုံးလုံးမြို့တိရတယ်တဲ့နော် KNU BG ရဲ့ KNU နဲ့ BG ရဲ့နဲ့16ရက်နေ့ဒီနေ့လာပြီတော့တဲ့ကော်ဂရိတ်စစ်ကြောင်းတားရံတိရတယ်တဲ့အဲ့ဒါတော့ဟိုပါပေါ့မနေ့ရပါပေါ့နော်မင်းရမြောက်ဝတီတောင်ချမ်းနဲ့မဲတော်တလေးဖလူမာတဲ့တောင်ချမ်းသူလှူရှာမှုအင်အားများတွေ့ရှိနေရပြီတဲ့နော်နောက်တစ်ခုကတော့ 2025ခုနှစ်မတ်လဘောနော်16နှစ်ကိုမိနစ်အချိန်တွင်တက်ကုန်းမြို့နယ်ကင်းသာကျေးရွာအူစုကင်းသာကျေးရွာရှိကင်းသာပူပေါင်းစစ်ဆေးဂိတ်နိုင်တဲ့ကင်းသာပင်လောင်းသွားလမ်းပေါ်တွင်တဲ့အမတ်တာ38မှဗိုလ်ကြီးနာမည်မပြောတော့ဦးစီးတေပေါင်း19မူရီတပွဲခွဲရှိအမတ်တရားတဲ့မူရီတပွဲစုမရဲအုပ်နာမည်မပြောတော့တေပေါင်းတဲ့တက်ကုန်းမြို့မှာရဲစခန်းတူရဲအုပ်နေပေါင်းလေးရှေမြို့နယ်ရွှေမြို့နယ်မြေရဲစခန်းမှာတူရဲအုပ်ထက်ကိုအောင် PSMS စစ်ဆေးတာဝန်ခံ ဆာယတာနာပါဒမတကြက်ကြီးတကြက်ကြီးပေါ့နော်ကျော်ကျော်ပါတယ်ပေါ့နော်ထားပါတော့ရတာပါကိုမရဲတကအပါဝင်စေဦးစာယကိုရနေမှတသားနှစ်ဦးရင်တင်းရဲတဝဲမှာရဲတကြက်တတော်လုံးကျော်ရဲတဝဲဝင်များရဲတကြက်ကြီးတို့အပါဝင်သောပူပေါင်းဖွဲ့ဒီလေရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်ဘက်မှတက္ကသိုလ်မြို့နယ်ဘက်သို့မောင်းနေလာသော GMS 6F 6486 6486လိုက်ထွက်အဖြူ ပြာယောင်ရင်ဟားတဲ့ရင်မောင်းဥကျော်စင်ဦး39နှစ်ဘာဥပွား73မြောင်းပါလာနာနိုင်38နှစ်38ဓမ္မဗုဒ္ဓဖူကုန်းကြီးရွာပင်လုံးမြို့နယ်ရှမ်းပြည်နယ်တောင်ပိုင်းနေသူနေနဲ့ရင်နောက်လိုက်ဥသိမ်းမြင့်ဝင်းတို့30နှစ်ဘာဥကျင်သိဗမာဗုဒ္ဓမတ်ပုံနေမမတ်မီအထက်ပါအတိုင်းနဲ့နေတိုင်းသူနှစ်ဦးကတင်ဆောင်လာတော့နင်းအတွက်အိမ်များအတွင်းမှာအောက်ပါလက်နက်ခဲရများဖန်စီရမိတဲ့နော်လက်နက်ခဲရတော့တော်တော်များတယ်နော်တော်တော်လေးများတယ်အဲ့လောက်ပဲ ပြောမှာဘာလို့မျိုးပြတော်လန်ရေးတဲ့ဘက်တစိတ်တခုတဲ့ပြည်သူ့ကာကွယ်ရေးဘက်တစိတ်တခုတဲ့ဗိတ္တနို PDF ဘက်တစိတ်တခုတဲ့96ဆိုကြဘက်တစိတ်အနက်အောင်10ခုအနီး10ခုကရမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်းစာအုပ်နှုတ်ကြောက်ကြားစိတ် uniform ဘက်တစိတ်ပါ3စုံနဲ့တရှိနိုင်မှန်တင်အပြအပ်ပါတယ် credit ပေးပါတယ်ရှန်ကရားဟစ်တိုင်းနေနော်အဲ့တော့နောက်တစ်ခုကဒါတော့ဒို social network မှာတော်တော်ပြန့်နေပါပြီပေါ့နော်မလား16ရက်နေ့ KIA ကြီးစားထောက်ဖို့တရင်ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ဒေါ်တက်ငုံဘွဲ့ယောက်ျားတရုတ်လူမျိုးစစ်စစ်နဲ့မြကြီးနားမျိုး ကျွန်းပြင်သာရက်ွက်နေဥဆောင်ဖင်ခရဲလင်းထွန်းတရားမဝင်နေထိုင်သူဤဇနီးဒေါ်ရင်ရင်မိုးအိမ်မက်ကပတာနေရှိတီတီရဲ့ KIA အကြီးစားထောက်ဖို့များဖြစ်ပြီး၎င်းတို့ဤအိမ်ကားများအားအမြန်ဆုံးဖမ်းဆီးစစ်ဆေးပါကဖျဲသီးများပါစားရနိုင်မှာကြောင့်အတိပေးတင်များပါဒီပါခင်ဗျာတဲ့နော်မလာဆက်ရှိနေတဲ့ထိုးကြီးမျိုးနဲ့ရှင်းမြောက်ဘက်လက်ပံကြီးပါအချမ်းဘက်ပီဒီအမြအန်ယူကြီးရုံကန်ဖွင့်၍စိုးဘိုးအချက်လေးရရှိပြီး၎င်းရွာနောက်ဘက်တရတော်တွင်နဲ့အင်အားတရာခန့်တင်းများထိုးရေးစခန်းချနေတဲ့နေရာရှိပြီး၎င်းရွာရဲ့အနောက်တောင်ဘက်အနောက်တောင်ဘက် ခေါင်းတော်ပြည်ဖျားနေတဲ့အနီးပတ်ဝန်းကျင်နဲ့အင်အားတရာခန့်၎င်းရတွေနဲ့နေအိမ်20ခန့်နဲ့တိုင်အိမ်5ဦးနှုန်းဖြင့်အင်အားတရာခန့်စကမ်းကြနေထိုင်နေရရှိပြီးမနှက်စနေ့လေသာညသာထမင်းများကိုရီလေရွာရီလေရွာနဘဲမြင့်ရွာစုပြုကန်ရွာလက်ပံရွာဂွေးကြီးရွာတို့မှာအလဲကျပြည်ပနေရာကြောင်းနဲ့လက်ပံရွာပတ်လေရင်းနဲ့ဆက်သွေးမြောင်းများဘန်ငါများကရုတ်ချင်းများနဲ့ပြည်ချင်းများတူထားပြီးတရတော်အတွင်းတွင်နဲ့ဖန်ဆင်းရမိတော်သူများကိုချုပ်ထားသောအချုပ်ကန်းရှိနေကြောင်း 9ရက်3လ2025ရက်နေ့ဝလူရဲစခန်းမှာထွက်လာသောစစ်ကြောင်းဂျာရင်းဘူရွာနီတိုက်ပွဲတွင်အရှင်ဖန်စီရမိကြသောတပ်ဖွဲ့ဝင်များတပ်ဖြတ်ခြင်းမပြုသေးဘဲချုံနောင်ထားသောဒိန်းစီရမိတို့လက်နက်များရှိကြောင်းနဲ့နော်လက်နက်ကြီးများပြစ်ခတ်နည်းများကိုတင်ကြားခိုင်းနေသောတက္ကသိုလ်ဝန်ထမ်းစာမဝဲအပြည့်တွင်ဝလူရဲစခန်းကနရဲစခန်းများနဲ့ပြင်းစီလုံချုံရေးနေရာများတို့ပြန်နဲ့တိုက်ခိုက်မိဖြစ်ကြောင်းအကြမ်းဖက်အတွင်းသတင်းရရှိပါရေးတဲ့လိုအပ်တူဆောင်ရနိုင်ပါရဲ့တဲ့တင်ပြပေးရပါတယ်တဲ့နော်နောက်တစ်ခုကတော့ဟိုမနစ်တနေ့ရပါတော့ဒီအုံမဒီနာမှာ เนาะဟိုအလုတ်ပြန်လာမဲ့အရက်သား20ကို PDF ကတက်ပြတ်ပလိုက်တဲ့တရင်ပေါ့နော်အဲ့ဒါလေအဲကျွန်တော်ရှင်မဒီမှာရောက်နေတယ်ဒါတော့ကျွန်တော်နောက်နေ့မှအခြေအနေဝင်ပြောပြမယ်နော် PDF တွေကကိုယ်ကမှအချင်းချင်းလေးတက်နေတယ်တရင်ပြီးတယ်ဆိုပြီးတော့ပေါ့ဇော်ဖုံးရုံတရင်ပြီးလို့လာပါလားတော့မသိဘူးပေါ့နော်အော်မဒီမှာအရက်ဝင်းနဲ့နော်အလုတ်လောက်တာနဲ့ဒီမှာလူမျိုးအယောက်20ကို PDF တွေကတက်ပလိုက်တယ်